ဟော်တန်နဲ့ဗာလီဗာထက် United တို့ဘာကြောင့် Edison ကိုပဲခေါ်ယူတင်တာလဲ Ready Fighter ကနေတင်ဆက်နေပါတယ် Manchester United တင်တဲ့ကွင်းနယ်ကစားမရီရဲ့သတင်းတွေကတော်လေးကိုဟော့ပြနေကြတာပါနေ့တကပေးခဲ့တဲ့နေရာဒီပြောင်းရွှေ့ဒုံက Brighton တင်ရဲ့ Cameron Quinn လည်းသူဖြစ်တဲ့ဗာလီဗာကိုခေါ်ယူဖို့လုပ်ခဲ့ပါသေးတယ် Brighton ဘက်ကဈေးလည်းမဖွင့်ခဲ့လို့ရောင်းချဖို့လည်းဆန္ဒမရှိခဲ့လို့ United တို့မခေါ်ယူနိုင်ခဲ့ပါဘူးနေရာဒီပြောင်းရွှေ့မှာ United ရဲ့အဓိကကွင်းလယ်ပြင်ပကဗာလီဗာတူကြဲပဲရှိနေကြတာပါဒါပဲလက်ရှိမှာတော့ Brighton က Bali Ba ပြင် Palace က Warden နဲ့ Forest က Edison ကိုပါထည့်သွင်းပါဝင်လာခဲ့ပါတယ် ပြောမယ်ဆိုရင်တော့ United ရဲ့ကွင်းလယ်ဒီကပြင်ပကသုံးဦးထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ကစားမားတွေကလည်းကွင်းလယ်လူဆိုပေမဲ့မလူကြီးတဲ့ကစားဟန်ကိုကြီးရှိနေကြတာဖြစ်ပါတယ်။အဲကစားမားတွေကဘသူ့ကိုခေါ်ယူတင်လဲဆိုတဲ့မေးခွန်းတစ်ခုကလည်းကပ်ပါလာခဲ့ပါတယ်။ဒီမှာခေါ်ယူတင်တဲ့ကစားမားကတော့ Forest ရဲ့အင်္ဂလန်ကွင်းလယ်လူဖြစ်တဲ့ Anderson လို့ပဲပြောရမှာပါ။ဘာလီဘာကရင်ယာတီကကောင်းမင်မဲ့ဒီယာတီခြေစွမ်းကတော်ဆိုးပါတယ်။ပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေတာပါ။ရတဲ့ကောင်မပြောင်းရလို့အတင်းရဲ့အဆင်မပြေမှုတွေကြောင့်ခြေစွမ်းကြရလဲဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ United အနေနဲ့အင်္ဂလန်ကွင်းလယ်လူတွေဖြစ်တဲ့ Warden နဲ့ Anderson တို့ကတူအူကိုပဲရွေးချယ်တင်ပါတယ်။ ။နေရာလုံးကလည်းအင်္ဂလန်သားတွေဖြစ်တယ်လို့ကစားပေါက်ချင်းကလည်းစင်တူပါရီ။ဘောလုံးကိုရိုးရှင်းရှင်းနဲ့ထိရောက်ရောက်ကစားပြော့ကစားအကောင်းကောင်းနဲ့ကစားကြတဲ့ကွင်းလယ်လူတွေဖြစ်ပါရီ။တပည့်ချက်လက်တွေရရောကွင်းရင်းခြေစွမ်းတွေရရောအက်ဒါဆန်ကဝါဒန်ထက်ပိုတာနေတာဖြစ်ပါရီ။ပိုပရိုတိုနိုတိုက်တဲ့ကစားနိုင်တယ်လို့ဘောလုံးပြက်လဲနေပါရီ။အင်္ဂလန်သားလည်းဖြစ်နေလို့ဝေဖန်မှုတွေကိုလည်းအထိုက်လေးရောက်တတ်တာစီမှာပါ။ အဲဒါကြောင့်လေ RSN က United အတွက်အခုချိန်မှာအကောင်းဆုံးရွေးချယ်မှုဖြစ်ရှိနေတာဖြစ်ပါတယ်။ဒီနေ့ရင် Sam Curry လောက်ပါပဲ။နောက်ဆုံးရအကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ဒီကုန်းချုပ်ပါရမြ။